သင်ကြာရှုံးနေတယ်ဆိုရင်နားထောင်ကြည့်ပါငါဘာလို့ရှုံးနေတာလဲကိုကိုကို မေးခဲ့ဘူးလားမေးခဲ့ဘူးရင်ခမ ्या ကို နောက်ဘယ်တော့မှမကြာရှုံးစေတဲ့အဖြစ်ရှိမှာပါကြည့်ပါလောကမှာလူတိုင်းကအောင်မြင်ခြင်းကြတယ်အရှိကို တိုးတက်ခြင်းကြတယ်ဒါကလူတိုင်းရဲ့အိမ်မက်ပါလူတိုင်းကသူတို့ရဲ့ပန်းနိုင်ကိုပဲအာရုံစိုက်ကြတာဒါပေမဲ့သူတို့ကအမှားတသေးလေးတွေကိုလုံးပြီးသွားရကြတယ် ကိုယ့်ရဲ့ပန်းနိုင်ကိုပဲအာရုံစိုက်တဲ့လူကအမားလေးတွေကိုဂေးမဆိုင်မိကြဘူးဒီလမ်းကအခက်အခဲတွေကြာရှုံးမှုတွေနဲ့ပြည့်နေတယ်အဲ့ဒီလမ်းကကောင်းတဲ့လူရဲ့တက်တီကိုအေးပြောသွားစေတယ်ခမရလည်းအများကြီးစူးစမ်းနေရတဲ့မအောင်မြင်ဘူးခမရလိုချင်တာကိုမရဘူးလို့ခံစားရရင်ဒါကိုခမရကြည့်တင်ပါတယ်ခမရကိုကိုကိုဘာလို့မအောင်မြင်တာလဲလို့မိကုန်းနေမင်းနေမယ်စား ငါဘာကြောင့်ရုံးနေတာလဲလို့မေးကြည့်ပါအဲ့ဒီခါကျရင် ခမခန္ဓာကိုတက်မှာဘယ်အရာကခမကိုမအောင်မြင်စေဘူးဆိုတာသိသွားလိမ့်မယ်ခမမှာစီမံနိုင်စွမ်းမရှိတာလားဒါမို့ခမကအချိန်ဖြုံးနေရလားဒါမို့ခမပန်းနိုင်မသိတာလားခမကမကြိုးစားတာလားအဲ့ရာတွေကိုခမကိုယ်တိုင်သိပြီခမသိရုံနဲ့ဘာမှမဖြစ်လာပါဘူး ခမည်းစီမှာဘာတွေလိုအပ်တယ်ဆိုတာသိတယ်နေခမည်းအရင်ဆုံးကိုယ်စီမှာရှိတဲ့အားနည်းချက်တွေကိုဖယ်ဖို့စူးစမ်းရမယ်အားနည်းချက်ကတရက်တည်းနဲ့ပျောက်သွားတာမဟုတ်ဘူးအဲ့ထွက်အချင်းအကြာကြီးစူးစမ်းပေးရမယ်ကိုကိုကိုယုံကြည်ပြီးရိုးရိုးသားသားအလုပ်လုပ်မယ်ဆိုရင်ခမည်းကိုယ်တည်းကအားနည်းချက်တွေကိုတနေ့မဟုတ်တနေ့ပျောက်သွားအောင်လုပ်နိုင်မှာပါခမည်းရဲ့အားနည်းချက်တွေမရှိတဲ့တနေ့ခမည်းဟာတိုက်ပွဲတစ်ခုကိုနိုင်ပြီးပြီ ဒီနိုင်ခြင်းကပဲသင်အောင်မြင်မှုကိုအစာပြိုးပေးလိမ့်မယ်ဘဝမှာအရေးကြီးဆုံးတိုက်ပွဲကကိုကုတ်ကိုနိုင်တာကိုစိတ်ကိုနိုင်တာဖြစ်ပါတယ်ပြီးတော့မကောင်းတဲ့အကျင့်ဆိုးတွေကိုနိုင်တာပါလူသားတွေကအဲအရာတွေကိုကြော်လွန်ပြီးနိုင်သွားခဲ့မယ်ဆိုရင်သူ့အတွက်ဘယ်အရာမှမခက်ခဲတော့ပါဘူးကျွန်တော်တို့ကဒါကိုပဲအမှားလုံနေကြတာကျွန်တော်တို့တွေဟာသူများကိုအပြစ်ပုံကြတယ်အမေအဖေကိုအပြစ်ပုံကြတယ် အဝင်းကျေကိုအဖြစ်ပုံချတယ်။သင်ငယ်ချင်းတွေကိုအဖြစ်ပုံချတယ်။ဒါပေမဲ့ကျွန်တော်တို့ဘာလို့ကြာရှုံးနေလဲဆိုတော့ကိုကိုကိုတကားမှမမေ့ဘူး။လောကမှာခမည်းကိုဘာလို့တင်နေဘလို့အောင်မြင်မယ်ဆိုတာပြောပြမယ်လို့အများကြီးရှိပေမဲ့ခမည်းဘာလို့ကြာရှုံးနေလဲဆိုတာပြောပြမယ်လို့ဒီကဘာပေါ်မှာမရှိပါဘူး။ဒီမေခွန်းရဲ့အဖြေကိုခမည်းကိုယ်တိုင်ရှာမှဖြစ်မယ်။ကျွန်တော်ခမည်းကိုပြောနိုင်တဲ့တစ်ခုတော့ရှိတယ်။ခမည်းက နိုင်မှုမလို့သေးလို့ကြာရှုံးနေတာဖြစ်မယ်။ခမရဘဝမှာခမရဖြည့်ဆည်းခြင်းနဲ့လိုအပ်ချက်မရှိလို့ဖြစ်မယ်။ကြည်ပါ။လူနှစ်ယောက်ကဗိုက်စာနေတဲ့အချိန်မှာသူကစားစရာရဲ့တန်ဖိုးကိုတည်တာ။အချို့ကဆင်းရဲတဲ့အချိန်ကြမှာဗိုက်ဆံရဲ့တန်ဖိုးကိုတည်တာ။အဲလိုပဲလူသားတိုင်းစီမှာလိုအပ်ချက်တစ်ခုခုရှိကြရင်သူဘလို့ပဲဖြစ်ဖြစ်ဖြည့်ဆည်းခြင်းအဲလူကနိုင်ပြီးတော့မှအသက်ရှူချောင်တာ သူကပန်းနဲ့ရောက်မှပြောရှင်တာဘာလို့လဲဆိုတော့သူကအဲ့အရာကိုအရန်လိုချင်လို့အဲ့ဒါကြောင့်ခမရလဲဘယ်အရာက ခမရရဲ့ပန်းနိုင်လဲဘယ်အရာကခမရရဲ့ဥတီချက်လဲဆိုတာပြီးတော့အဲ့အရာကိုခမရကဘာလို့လိုချင်တာလဲအဲ့လိုမျိုးပဲခမရဘဝမှာရယူခြင်းတဲ့အရာတခုခုရှိလားအဲ့အရာကိုခမ ्या ကစည်ရင်နဲ့လိုချင်တာလားအဲ့လိုဆိုရင်ဘာမှမစင်စားပါနဲ့ လုံးဝစူးစမ်းပြစ်လိုက်အားနေချက်ဖယ်ပြီးဘန်းနဲ့ရောက်ဖို့စူးစမ်းလိုက်အဲ့အတွက်နေညပေါင်းပြစ်အဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်ပြောတာရုံပါခမည်းဘယ်တော့မှကြာရှုံးမှာမဟုတ်ဘူး